အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့အခန်း3၄တင်ငယ်သုံးတသမာလေးကနံပါတ်1နဲ့ပဲဖြစ်ပါတယ်အဲဒီမှာကျွန်တော်နံပါတ်1မှာဆိုလို့ရှိရင်အောက်ပါရုပ်ကိုရှင်းပါတယ်နော်ဘုရားကကြီး x into yz power 8เนาะအဲဒီမှာကျွန်တော်ဘင်းထဲမှာကျွန်တော် yz ရှိတယ်ပေါ့အဲ့ဘင်းပေါ်မှာတင်ထားတဲ့ x က yz နဲ့ဆိုเนาะ yz နဲ့ဘင်းထဲမှာရှိတဲ့အကိန်းနှလုံးဖြစ်တဲ့ y နဲ့ z နဲ့ပေါ့အဲ့နှစ်ခုလုံးနဲ့ဆိုတော့ ဲတက်ဆိုင်နေပါနော်ဒါကြောင့်မလို့ရှိတော့ h နော် h ကတော့8ပဲပေါ့နော် y ကကျတော့8တက်ဇက်ကကျတော့8တက်ဖြစ်ပါတယ်အိကကျသူကအဲ့ဒီ window မှာမပါရတဲ့အတွက်သူမှာတစ်ထက်ပဲရှိရပေါ့နော်ဒါလေးနံပါတ်ခဝေးပါနံပါတ်ခဝေးမှာလည်း m တက် m 3တက်ကိုအပေါ်ကနေပြီးတော့ခုနှစ်တက်တင်ထားပါတယ်ဒါဆိုရင်အဲ့ဒီခုနှစ်တက်က n တက်နဲ့လဲဆိုင်နေ n 3တက်နဲ့လဲဆိုင်နေပေါ့နော်ဒါကြောင့်မို့ကျတော့ဘယ်လိုရင်းလဲဆိုရင် အဲ့နှစ်ထပ်ပေါ်မှာအန်သုံးခုနှစ်ထပ်ကိုထက်တင်မယ်အန်သုံးထပ်ပေါ်မှာလည်းခုနှစ်ထပ်ကိုထက်တင်မယ်ဒါဆိုရှင်ရေချိုးနော်ဟိုဟာထန်ညွန့်ထန်ညွန့်ကြီးမြောက်မှာဆိုရင်ဟိုမှာအန်နှစ်ထပ်ရဲ့ပေါ်မှာခုနှစ်ထပ်တင်နေတဲ့နှစ်ခုနှစ်လေး24နော်ဒါကအန်သုံးထပ်ပေါ်မှာခုနှစ်ထပ်တင်နေတဲ့ဘာလဲသုံးခုနှစ်လေး27ဒါဆိုရင် m က14ထပ်ပြီးတော့ n ကကျတော့21ဖြစ်ပါတယ် n power 21ဖြစ်ပါတယ်နော်ဒါမှနောက်ကနံပါတ်ကားငယ်ပါနံပါတ်ကားငယ်ကကျတော့ 3abc to the power sit အဲ့ဒီအဲ့ဒီ sit ကနော်6ဓာတ်ကကျော်3ဓာတ်လက်ဆိုင်နဲ့36ဓာတ်နော်အေရဲ6ဓာတ်ဘီရဲ6ဓာတ်စီရဲ6ဓာတ်အဲ့ဒီကျတော့36ဓာတ်ကဘယ်လောက်ရလဲဆိုလို့ရှိရင်929ရတယ်3ကို6ကမြန်ရင်929ရတယ်နောက်က a power sit b power sit နဲ့ c power sit ကတော့ဒီအိမ်မဲအကုန်လုံးပူရလိုက်ရပါပြီနောက်ကနံပါတ်ကကြီးပါနံပါတ်ကကြီးက minus c power d minus c power c square နဲ့ d square ပေါ့နော်အမှဒေးတဲ့တင်ရတယ် ါပေမဲ့သူရဲ့ရှေ့မှာကရောမိုင်းနဲ့ဝဲရှိရဲဒါကြောင့်မို့နော်သူကအချင်းမှာမိုင်းနဲ့ပေါ့နော်သူတို့ရဲ့မြောက်ပေါ်ကင်းရပါတော့ဝဲဖြစ်တဲ့အတွက်ကျွန်တော်မိုင်းနဲ့ဝဲပေါ့ဒါဆိုရင်မိုင်းနဲ့ဝဲကလည်းလေးတက်စီနှစ်တက်ပုံမှာလည်းလေးတက်တင်မယ်ဒီနှစ်တက်ပုံမှာလည်းလေးတက်တင်မယ်ဒါဆိုရင်မိုင်းနဲ့ဝဲလေးတက်ကကျတော့ plus 1ရမယ်စီနှစ်တက်ပုံမှာလေးတက်တင်တော့စီ6တက်ရမယ်ဒီနှစ်တက်ပုံမှာလေးတက်တင်တော့လည်းစီ6တက်ရပါတယ်ဒါကြောင့်မို့အပြေက1အာ6တက်ပုံ8တက်ပေါ့နော်သူကမြောက်ကမှာဖြစ်တဲ့အတွက်နှစ်လေးတိရှိနှစ်လေးတိရှိရှိရဝဲရေးလိုက်ရတယ်မေးလိုက်ရတယ် ငါးကကျတော့ 7r2 s the whole square ပေါ့နော်အဲဒီခုနှစ်မှာလည်းနဲ့တက်တင်မယ် r2 မှာလည်းနဲ့တက်တင်မယ် s မှာလည်းနဲ့တက်တင်မယ်အဲဒီခုနှစ်နဲ့တက်ကတော့49 r နဲ့တက်နဲ့ပေါ်ပါနဲ့တက်တင်တော့ r လေးတက်ပြီးတော့ n နဲ့ထည့်ရပါတယ်နံပါတ်စာလုံးရတဲ့အတိုင်းပဲ -5 ပေါ်မှာ၄တင်မယ် p square ပေါ်မှာလည်း၄တင်မယ်ကျူးကျူးပေါ်မှာလည်း၄တင်မယ်အဲဒီ -5 ၄လက်ကကျတော့အပြေက695ရရဲသူကအနောက်ကိမ်းပေါ်မှာအပေါင်းစုံငင်းဖြစ်တဲ့အတွက်နော်စုံငင်းထည့်ရုံဖြစ်တဲ့အတွက်ဒီလိုအပေါင်းလက္ခဏာရထပါတယ် ီးရကြတော့နှစ်လေးတွေရှိတတ်ပြီပြီးတော့ကျွားရတော့၃လေးဆက်နှက်ဖြစ်ပါတယ်။စလင်ရရ0.9ကိုနော်0.982 y² the whole square ပေါ့နော်။အဲဒီ0.9ရလဲနှစ်ထပ်ဖြစ်မယ်။ h2 မှာနှစ်ထပ် y² မှာနှစ်ထပ်။0.9ကိုနှစ်ထပ်တင်တော့ရှိသွားပါလား။0.9နှစ်ခါပြတော့0.81ရပါတယ်။နောက်ကအဲ8က3တက်နဲ့နှစ်ထပ်နဲ့ဆိုတော့3တက်ဒီချာ y ကကြတော့နှစ်နဲ့ဒီလေး။နောက်ကစာခွဲပါ။စာခွဲက -1.3 y power yz the whole square the whole power 5ဒါကြောင့် minus 1 minus 3ကလည်း9တက်ရမယ် y ကလည်း9တက်ဇက်ကလည်း9တက်ဒီလို1 9တက်ကတော့1မရမယ်နော်3 9တက်ကကျတော့ဒီလိုကနော်3 9တက်ကကျတော့143ရပါတယ်အဲတော့ထညိုးကအမိုင်းတက်တဲ့ကျိုးဘယ်လဲအနှုတ်နေပဲလာလို့ပေါ့နော် y 9တက်ဇက်9တက်ဒါသိနံပါတ်တပြီးပါပြီနံပါတ်2ကအောက်ပါလို့ရှင်းပါတဲ့ 6ab2 နဲ့ ab နဲ့မြောက်မယ် -8a2 နဲ့ b2 နဲ့မြောက်မယ်နော်ဒါဆိုရင်ဒါ800 -8 ကဒီ wing နဲ့မှာကြဆို ab ဆိုတော့သူ့ရဲ့မြောက်ကုန်ရဲ့ wing -6 နဲ့မြောက်တော့6ရတယ်နော် a နဲ့ a နဲ့မြောက်တော့ a2 b2 နဲ့ b နဲ့မြောက်တော့ b2 နော်နောက်ကတော့ a2 b2 ဒါဆိုရင်ကျတို့မျိုးတူပါ යි နော်နောက်ကအဲ့ဒီအရင်းကမှ a2 b2 ဆိုတော့ဆိုင်မျိုးတူကင်းလို့ဖြစ်သွားပြီ ဲဆိုရင် minus sin နဲ့ plus sin minus h နဲ့ plus sin နဲ့ဆိုတော့ကျွန်တော်ကနှုတ်လိုက်တဲ့အခါမှာ minus 2ရတယ်။နောက်ကမျိုးတကယ်လို့ဖြစ်တဲ့ a square b2 ကတော့ damage ပြေးရပါမယ်။နောက်ကနံပါတ်ခဝေးပါ။နံပါတ်ခဝေးက z2 ဆိုတော့ကျွန်တော် 2z နဲ့နော် 2z နဲ့ z2 နဲ့ကျွန်တော်ပြလိုက်တဲ့အခါမှာ z က3တက်နဲ့တက်နဲ့ဆိုတော့4တက်နှစ်ကတော့2ပဲပေါ့နော်။နောက်က z2 နဲ့3နဲ့တက်က 3z2 ရတယ်။နောက်က minus နောက်ကကျတော့ z နဲ့3နဲ့တက်တဲ့အခါမှာ 3z ရပြီးတော့ la fuse tu ne se me la ma mai ne fuse fu pa wa fu ya ba le a ra jo tu ra si ya ka ma no myo tu ke lu lo si 2z power 4 minus ừ, 4z power 4 နောက်ပါတော့3 z 2နဲ့ minus 3 z ကတုံးရင်းဆိုရမ်းမဲ့ရေးလိုက်မယ်။အပြင်2 z power 4နဲ့4 z power 4ဆိုတော့ဒီကမှာတော့အဲ minus 2 z power 4ရပြီတော့နောက်ကနှလုံးကတော့ဒီရမ်းမဲ့ပြင်ရေးပါတယ်။နောက်ကနံပါတ်ကငယ်ပါ။ ။အမှန်ကနေရ -3h² 3h² 8y- 8y- နဲ့အိမ်နဲ့မြောက်မယ်။ဒါက 3h² နဲ့ 8y+ y ရဲ့ကိုမြောက်။ဟုတ်လား။ဒါပေမဲ့ဒီလို6 -3 နဲ့6 -1 နဲ့ညက်တဲ့ခါမှာ -3 ရတယ်။ h ကနှလုံးသွင်းတစ်ထပ်1က1က2တစ်ထပ်နဲ့တစ်ထပ်နဲ့ဆိုတော့ y ၃တက်။ဒါကရှေ့ဆုံးကဂိမ်းပါ။နော်။ဒါဒုတိယ h ကိုနော် -3 8y² နဲ့ -8 နဲ့ကိုရှေ့မှတ်တဲ့ခါမှာ -3 နော် -3 နဲ့ -3 ဆိုပြလိုက်ပြသားမယ်။ တော့တတိယသီးပဲအိကနှလုံးဆိုတော့နှစ်ထပ်ပြပါမယ် wire square ရပါမယ်ပေါ့နော်ဒါရှိကဟာဒီတော့ဒီ mine နဲ့ create y square နဲ့ xy နဲ့ညရဲခါမှာ mine နဲ့เนาะ 3x2y2 ရဲ့အဲ့နှစ်ထပ်နဲ့ x2y2 နဲ့ပေါ့နော်နောက်က mine နဲ့ 3y2 နဲ့ plus x နဲ့ညရဲခါမှာ mine နဲ့ 3x2y2 ရပါတယ်အဲ့ဒီမှာကျတော့မျိုးတူကိန်းလုံးနှစ်ခုဖြစ်ပြီးတော့ plus နဲ့ mine နဲ့ဆိုတော့အဲ့နှစ်ခုကကြီးပါတယ်ဒီတဲ့ကမှာဘာကျင်လဲဆိုရင် -3a² y cube နဲ့ minus 3 square y cube နှစ်ခုပေါင်းတဲ့ခါမှာ minus 6 square y cube ရပါတယ်။ခန်းငယ်ပြောချင်ခါကြီးပေါ့နော်။ခါကြီးက 3u နဲ့ u square 3u ပေါ့နော်။ဒါဆိုရင် 3u က 3u ပဲ u square ပေါ်မှာသုံးတတ်တယ်နော် u နော် u square ပေါ်မှာသုံးတတ်တယ်မဲ့ u ပေါ်မှာလည်းသုံးတတ်တယ်မဲ့နောက်မှလည်းအတိုင်းပဲ2ပေါ်မှာနဲ့တတ်တယ်မဲ့ u ပေါ်မှာနဲ့တတ်တယ်မဲ့ဟုတ်ကဲ့နော်။ဒါဆိုလို့ရှိရင်ရှေ့ဆုံးက 3u နောက်က u ရဲ့ပေါ်မှာကျတော့2 3 6 b က3ပဲ။နောက်ကနှစ်နှစ်က4ရမယ်။ နော် u square u square နဲ့ u square ဘောနော်မနက်က minus u power 5ရယ် v ကြည့်ရယ်ဘောနော်အဲ့ဒါရင်းရှင်းရနော်အဲ2နဲ့ minus u v အဲနှစ်တက်က4ရတယ်နော် u square နဲ့ကအနောက်ကဟာ u 5နောက်က v 3ဘောနော်ဒါတော့ဆိုလို့ရှိရင် 3u နော်ဒီမှာရှေ့က3ပြီးတော့ u တစ်ထက်နဲ့ u 6နဲ့ u 9ရတယ် v က3တက်နော်အနောက်မှာကျတော့ကျတော့ အဲဖုန်းနဲ့ယူနတ်နဲ့ယူငါတဲ့ဆိုယူခုနှစ်တက်ယူသုံးတက်ဆိုဆိုမျိုးလူကလေးလုံးဖြစ်သွားပြီဒါဆိုရင်အဲယူခုနှစ်တက်ယူဒီသုံးတက်လေးလုံးနဲ့အာယူခုနှစ်တက်ဒီသုံးတက်သုံးလုံးလို့ပဲရှိရင်သူကမိုင်းနဲ့ယူ1ယူခုနှစ်တက်ဒီသုံးတက်ကျန်ပါတယ်နောက်ကနံပါတ်9ပေါ့နော်နံပါတ်9ကကျတော့ CA square အဲ့ဒီမှာကျတော့6ကလည်း3တက်8က3တက်1ကနှစ်ထပ်ပေါ်မှာ3တက်တင်မယ်နောက်မှလည်းအတိုင်းပဲ3ပေါ်မှာနှစ်ထပ်8ပေါ်မှာနှစ်ထပ်1နှစ်ထပ်ပေါ်မှာနှစ်ထပ်တင်မယ်ပေါ့နော် အဲ့ဒါဘယ်လိုရလဲဆိုရင်63ကနေ36ရမယ်8က2 y y က6ပေါ့နော်ဟိုက32က9 y ကဒါမိနစ်ပုံမှန်နဲ့တက်တယ်တော့4เนาะ 5y square ပေါ့နော်ဒါတော့ဒီလိုရှိရင်ကျတို့ကနောက်က5 9နဲ့ plus ရနောက်ကနော်ဒီမှာ9 9 y square y 4နဲ့5 square 5 8y square နဲ့ကျတို့မျှတဲ့အခါမှာနော်9က4 45အဲ့ဒီတစ်နဲ့8တစ်နဲ့ဆို8 3တက်ရတယ် y 4တက်နဲ့ y 2တက်ဆို y 6တက်ရပါတယ်ကဲနောက်ကတော့မျိုးတူ y ပေါ့နော် လို့ထူတယ်ဆိုတော့တော့အခက်ရောက်ကြည့်ရင်မျိုးထူလာမျိုးလာသိရပါတယ် AQ power AQ wine စင်နဲ့ AQ wine စင်ဆိုတော့မျိုးထူရပြီအရင်နေရာ16.45နဲ့ကိုပြောရလက္ခဏာတူတော့ပေါင်းမိရမယ်နေရာ61ရပါတယ်နောက်က AQ wine စင်မျိုးထူတဲ့ကင်းလို့ရတာတစ်လုံးပဲရေးလို့ပေါ့နော်ကဲငါပြီးတော့စလုံးမှာစလုံးမှာကျတော့ 5p square 22ဆိုတော့5ကိုလည်းနှစ်ထပ်တင်မယ် p ကို p square ပေါ်မှာလည်းနှစ်ထပ်တင်မယ်2ပေါ်မှာလည်းနှစ်ထပ်တင်မယ်ပေါ့နော်နောက်က 6p2 ကဒီတိုင်းမှာပဲ နောက်ပြီးတော့ရှေ့ကဝင် apply ရဲ့နော်ကဲ့ရဲ့ခွင့်ရကြတယ်လေ4ပုံမှာ3လက်တယ်မယ်ပြီပုံမှာ3လက်တယ်မယ်ကျူပုံမှာ2ထပ်ပုံမှာ3လက်တယ်မယ်နော်နောက်ကခွင့်ရရရိုင်းမဲ့ထားပါမယ်အဲ့လိုရင်9နှစ်တက်ကကျတော့25နော်ပြီးရကျတော့1နဲ့4ကျူကကျတော့3နဲ့6နော်အဲအပေါင်းရဲ့နောက်မှာကျတော့4 3နဲ့ဆိုတော့အဲ4 3နဲ့က4 3ကမြတ်တော့64ရပါတယ်နောက်ကပြီကျူပါနော်ကျူကကျတော့2 3နဲ့6 6ထက်ဒါဆိုရင်ကျတို့ခွင့်နဲ့ရှေ့ကအင်္ဂလိပ်နဲ့မြတ်တဲ့ကောင်ပါ25 6 25 6 150 ီလေးတက်နဲ့ပီတက်တဲ့ဆိုပီ9တက်ကြီး6တက်နဲ့ကျူတက်တဲ့ဆိုကျူ9တက်ရပါတယ်။ငါ64နဲ့ဂွေနဲ့မှရှိတဲ့မိုင်းနဲ့တူနဲ့ပြောတဲ့ကောင်မှာမိုင်းနဲ့128ရပါတယ်။ပီ3တက်နဲ့ပီ9တက်ဆိုပီ9တက်ရပြီးတော့ကျူ6တက်နဲ့ကျူတက်တဲ့ဆိုတော့ကျူ9တက်ရပါတယ်။ဒါဆိုရင်ကျွန်တော်မျိုးတူကင်းလို့ဖြစ်သွားပြီ။ငါကအခေယာကင်းတဲ့နေက2 power 5 2 power 7ပေါ့နော်။ကဲဒါဆိုရင်ကျတို့ကမြို့တူသွားပြီးတော့နှုတ်လို့ရပါပြီ150ရ120ရှိကုန်လုံးမယ်။ဒါဆိုရင်20နှစ်ကျန်တယ်။နောက်ကအခေယာမြို့တူကင်းလို့ဖြစ်တယ်။ပြီး ီပါဝါ5နဲ့2ပါဝါ7ရောက်တော့ဒီတိုင်းပဲပြင်ရပါတယ်။ဟုတ်ပြီ။စာလုံးမျိုးကျွန်တော်စလိမ်မှာစလိမ်မှာ -3 เนาะ -3 နှစ်ထပ်ရမယ်။အိတ်3နှစ်ပါဝါလည်းနှစ်ထပ်တင်ပါတော့เนาะ။အဲနောက်ကိမလည်းမိုင်းနဲ့တူကနှစ်ထက်အဲ့နှစ်ထက်ပုံမှာနှစ်ထက်ပေါ့နော်သူကထက်ဒီသူကလည်းဂွင်းရဲ့ပုံမှာထန်ညွန်းတင်မဲ့ဆိုလို့ရှိရင်ကျတော့ဂွင်းနဲ့ကရှိတဲ့နော်ဒီကိန်းကနဲ့နေအကုန်လုံးကသက်ဆိုင်နေအဲ့ဒီထန်ညွန်းပါပေါ့နော်အဲ့ကြောင့်ကျတော့ထပ်ပြီးရေးရပါဟုတ်ပြီမိုင်းနဲ့3နှစ်ထက်ကကျတော့နိုင်ရတယ် ိတ်ကကြတော့ငါ6ထက်ရပါတယ်ငါက minus 2တက်က4ရပြီးတော့အဲ့ဒီနှစ်ထက်ပုံမှန်နဲ့လက်တင်တော့400ရပါတော့ဒါဆိုရင်ကျွန်တော်တန်းပြီးတော့ပြလို့ရပါပြီဟာခြေတော့6ဆိုတော့ပေါ့နော်6က6တက်လီ6ပဲအဲ့6ထက်နဲ့8တက်ထက်ဆိုရင်8 9ထက်ရရ Y က2ထက်က2ထက်ပဲ Z ကလည်းတစ်ခုရပါတော့ပြီးတော့ကျွန်တော်နောက်က minus ရဲ့နောက်မှာဆိုရင်ဂွင်း3ဂွင်းရှိပါရဲ့4ရဲ့နောက်ဂွင်း3ဂွင်းရရှိရပါတော့အဲ့ဒီမှာကျွန်တော်၄၅၄20ကိန်းကိန်းချင်းပြတော့၄၅20 ိတ်ကကျတော့ရှင်သောကွေးမှာ၄တက်ဒုတိယကွေးမှာ၁တက်ဆိုတော့၅တက်နောက်ကွေးမှာ၂တက်ဆိုတော့အိတ်က9တက်ရပါတယ်။ဝိုင်းကလည်းပထမကွေးမှာ၁တက်ဒုတိယကွေးနောက်ဆုံးကွေးမှာ၁တက်ဆိုတော့၂တက်ရပါတယ်။ဇက်ကကျကျတလုံးနဲ့ဆိုတလုံးနဲ့ပေါ့နော်။ဒါပြင်သူ8 power 7 wine power 2 z ဆိုပြီးတော့ဒီကနိုးတူကင်းလေးဖြစ်သွားပါပြီ။ဒါပြင်90နဲ့90နဲ့ကျတော့ပေါင်းတဲ့ခါမှာ29ပေါ့နော်။၂၉နောက်ကမဲလူကင်းလို့တော့ဒီရမ်းပဲပြင်ရပါတယ်။စလိမ်ရွယ်ချိုးစားခွဲပေါ့နော်။ 18 r s square 2အဲ့ဒါ18 3တက်အာ3တက် s square 3တက်ဟုတ်ကဲ့နော်ဒီဆက်ပါတယ်ဝင်းနေရဲ့ပုံမှာရှိတဲ့ဂိမ်းအတိုင်းပဲကျတော့ပါအောင်ဆက်ပြီးရေးလိုက်ပါတယ်ဒါက16ကလည်း2တက် r ကလည်း2တက် s ကလည်း2တက်ပြီးတော့ -r က4တက်နောက်က s square ကလည်း4တက်အဲ့မှာ -r မှာဘာလို့ -1 ဖြစ်တာလဲဆိုတော့ r ရဲ့ရှေ့မှာရွှေနှောက်ပေါ်ကြီး r square ရှိမှာမျက်မှောက်ရင်းကတိရှိတယ်သူက minus လဲဆိုတော့ minus 1လို့ဆိုသူကခွဲထုတ်လိုက်တာပေါ့နော် minus 1က၄တက် r ကိုကြာဆိုအပေါင်းကြီးနဲ့ရေးမယ် r ၄တက် r square ပေါ်မှာ၄တက်နော်နောက်ဆုံးပေါ်မှာကျတော့လေ3ပေါ်မှာ3တက် r ပေါ်မှာ3တက်နော်5ကတော့5ပဲဘာလို့ဒါသိ1မှာ8မှာဆိုလို့ရှိရင်1 3တက်ကတော့ဝဲမယ်ပေါ့နော်8 3တက်က90နည်း r ကတော့3တက်တိုင်းပဲပြင်ရေးမယ် s နဲ့3နဲ့နဲ့မြတ်တော့ h 6ရရတယ်16နဲ့4က256 16နဲ့3က16 16လေးရနော်16နဲ့4မဟုတ် ဆဆဆောက်လေးရ256အာကကျတော့နှစ်ပေါ်မှာနှစ်တင်တော့လေးတဲ့ရတယ်နောက်က s ပေါ့နော်နောက်က minus 1လေးတဲ့ဆိုရင်ကျမအပေါင်းလေးရတယ်ပေါ့နော်အပေါင်းလေးနောက်ကအပေါင်းလေးရချင်အပေါင်း1ကတော့မရေးတော့ပေါ့နော်အပေါင်း1ပေါ့နော်အပေါင်း1ကမရေးတော့ဘူးအာလေးတဲ့အောက်ပေါ်မှာနှစ်နဲ့လေးနဲ့မြောက်တော့နှစ်လေးတွေရှိ3 3တဲ့က29အာ3တဲ့အာ5ပေါ့နော်မရေးရပါတယ်ရတဲ့ကောင်မကျလို့ဒီမှာ256နဲ့ငါးတစ်စင်းလေးကိုကျင်းတဲ့ကောင်မ256တက်ပြီး256နဲ့တည်းကငါးတစ်စင်းလေးဟုတ်လားဒါဆိုရင် အရှိမကဘာကြံလဲဆိုလို့ရှိရင် when my do r7 เนาะအမှဆို r ကအရှိမ3တက်ဝင်းနဲ့မှ4တက်ဆိုတော့ r 9တက် s ကကျတော့အရှိမ6တက်ဝင်းနဲ့မှ4တက်ဆို r 8တက်နောက်မှလည်းအတိုင်းပဲ29နဲ့เนาะ9နဲ့မြောက်တဲ့ခါမှာ135ရရတယ်ပြီးတော့ r က၄တက်နဲ့၃တက်နဲ့ဆိုတော့ r 9တက်ရရတယ် s ကကျတော့8တက်ရရတယ်ပေါ့နော်ဒီလိုဆိုရင်ရှင်တို့မျိုးတူပါပြီမျိုးတူပါဆိုရင်ရှင်တို့ပေါင်းလို့နှုတ်လို့ရပြီပေါ့နော်ဘာလို့ဆိုတော့ r7s8 r7s8 ကကျတော့ ဟိုအခေယာဂိမ်းနဲ့ကိုကြည့်တဲ့အခါမှာအခေယာဂိမ်းနဲ့ကတူနေရတာမျိုးတူကိန်းလုံးပါနော်အခေယာဂိမ်းနဲ့ကတူနေမျိုးတူကိန်းလုံးဖြစ်ပါတယ်ဒါဆို153နဲ့135နဲ့နေကို1.2ဆိုတာတဝက်နော်135နဲ့တဝက်ကိုလုံးရင်134နဲ့တဝက်ကျင်ပါတယ်134 1.2ဆိုအနုတ်ကများတဲ့အချိန်မှာအနုတ်လက္ခဏာတွေတပေးရပါတယ်အာနော်အာပါဝါ7ပါအာအာပါဝါအာပါဝါ7ပါနော်ဒီချိန်ကမှမှားပြီးတော့လုံးမိရပါဟို S ပါဝါ8ရပါတယ်တဲ့နော်ဒါဆိုရင်ဒီလိုလေ့ကျင့်ငယ်ကဒုတိယမလေးကတော့ နော်တင်းတင်းနဲ့ဆိုရင်ပြပါပြီအဆုံးကြီးပဲတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်